အသင်းဟောင်းကိုဆွဲချုပ်ပြဖို့လာတဲ့ဝမ်ဘီဆာကာရှေ့မှာယူနိုက်တက်တို့ခါစားခဲ့ရတာဒေါ်လေးတော့ရှက်ဖို့ကောင်းပါလိမ့်။ဝမ်ဘီဆာကာတယောက်ခံစစ်မှနေပြီးတော့မျိုးစုံရှင်းထုတ်နေတာကိုမြင်တော့ညတက်မာတို့ကဝမ်ဘီဆာကာရဲ့ပုံစံကိုသွားသတိရမိပါလိမ့်။အော်ယူနိုက်တက်မှာအခုလောက်ထိမှကောင်းခဲ့ပြီမြင့်။အခုဝက်ဆန်းမှာကောင်းနေလိုက်ပုံများအသင်းမှာမရှိတော့တာတောင်မှနောင်တရမိတလို့ပါပဲ။ဒါတောင်အခုယူနိုက်တက်နဲ့ပွဲမှအတူခုလိုမျိုးစွတ်ကောင်းပြနေတာပါ။တခြားပွဲတွေမှာမြင်အောင်မမြင်ရပါဘူး။ဒီတော့ကိုရီနဲ့အခုပွဲမှာကောင်းပြလို့ဝမ်ဘီဆာကာကိုပြန်လိုချင်တဲ့ဘာညာဆိုပြီးတော့ ဘာမှဖြစ်မလာတော့တာကိုတွေးနေလေအပေါ်ပါပဲဒီကစားမက United ကိုဒီပွဲမှာအဓိကထုတ်ခပေးသွားခဲ့တာပါဒေါ်လေးကိုကောင်းနေစွမ်းဆောင်ရည်ကိုပြသသွားခဲ့ပြီးတော့ရတဲ့အတိုင်းစစ်စင်မှုမှန်သမျှကိုလည်းသူကိုယ်တိုင်ပဲတိုင်ခံရှင်းထုတ်ခဲ့တာပါရတဲ့ကိုညိုးနဲ့ပြန်စော်နေသလားတောင်အောက်မေ့ရပါလိမ့်ဒီပွဲမှာဝမ်မစ္စကာတယောက်အလောက်ထိကိုကောင်းပြခဲ့တာပါနောက်တော့ဒီပွဲမှာဝက်ဆန်လိုအကူလက်ရှိတန်းစင်းစုံမှာရှိနေတဲ့အသင်းရဲ့ကွင်းလယ်နဲ့ခန်းစစ်ကအဆင့်တက်ကနေ၁၀အတွင်းရှိနေ United ရဲ့ကွင်းလယ်နဲ့ခန်းစစ်တွေထက် Radiant ဘောဘရော့စွမ်းဆောင်ရည်ကောင်းနေခဲ့တာက န်အောစရာကောင်းပါလိမ့်ဒီဘက်မှာဝယ်ဆန်ဘက်ကကစားဖို့မကောင်းလို့ရေဒီယမ်စိန်းနာ9ယောက်ရှိပြီးတော့ညတဲ့ဘက်ကတော့9ယောက်ဒီကိုရှိခဲ့တာပါနောက်တော့ United ဘက်ကလူစားဝင်လာတဲ့၄ယောက်မှာ၄ယောက်စလုံးကလည်း rating မစိမ်းပြန်ပါဘူး။အဲ့တော့ United ရဲ့ချင်းတွေကအတော်လေးကိုပဲပြောစရာစကားမရှိတော့ဘူးဆိုးဝါနေတာဖြစ်ပါလိမ့်။ဘယ်သူမှမကင်နိုင်တော့သလိုတရားမင်းစင်းလာရင်လည်းအချင်းတွေကိုမြင်ပြီးတော့စိတ်ညစ်တယ်ဆိုပြီးတော့အပေါ်ကိုပြန်သွားမှတေးကြပါလိမ့်။ဒါပေမဲ့ခုလိုရလဒ်တွေမကောင်းတာကကစားမတွေမကြိုးစားလို့လားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ကြိုးစားလို့ရတာတောင်ဘာမှဖြစ်မလာတာဖြစ်ပါလိမ့်။ ဒီဝါဇန်ရဲ့ပွဲမှာဆိုရင်လည်း United ကတကုံတိုက်စစ်တွေဆင်နေပြီမြေတကူကလည်းပြတော့ပုံမရခဲ့ပါဘူးကိုရီးယားဘုံနီးဆက်တာကြီးလည်းအတော်လေးနေခဲ့တယ်လို့ဝါဇန်ဘက်ကတောင်မှအများကြီးပိုလို့ပြနိုင်ခဲ့လို့ပြောရမှာပါနောက်ပြတော့ဒီပွဲမှာ Amorin ကထုံးစံတိုင်းအတက်ဆန်းတွေလောက်လာပြန်ပါရီရန်ကစားမအိုခန်းစစ်ထားဆိုပြတော့ပလိုင်းပေါင်းနဲ့ဖားကောက်တယ်ဆိုတာကတောင်သူ့ထက်ပိုတာခဲ့ပါရီနောက်တစ်ခုလုံးတကယ်ကိုမီးလောင်နေတာပါနောက်ပြတော့ကိုစီကခန်းစစ်တွေကတအားကောင်းလုံးနေတယ်လို့မှတ်ယူထားရီနီးပြ Amorin က3ဘတ်နဲ့ပွဲတိုင်းကိုကစားတာဖြစ်ပါရီအာစနယ်ကိုခန်းစစ်အကောင်းဆုံးအသင်းတောင်မှ၄ယောက်ထားကစားတာကို ညတက်က3ယောက်ဆိုတော့ပြောကြားစကားတော့မရှိတော့ပါဘူး။ဒါကြောင့်လဲအလန်းလုံးအလွန်လန်းကွက်တည်နေတဲ့ပွဲတိုင်းမှာ92ကြောင်းနဲ့ Emery ကိုပရိသတ်တွေကအခုပွဲမှာလည်းပြင်းပြင်းထန်ထန်ဝေဖန်ကြပါရီ။ဒါပေမဲ့ဘောဖွဲကလည်းဒီနီးပြားကိုမထုတ်သလိုပရိသတ်တွေကလည်းဒီနီးပြားနဲ့ဒီသင်းကိုဝေဖန်ရတာအတော်မောနေကြပါပြီ။နောက်တော့ဘာမှဖြစ်မလာမယ့်အတူတူမျောလင်းချက်ကင်းမဲ့စွာနဲ့အားပေးနေရတဲ့သူတွေကလည်းအတော်ကိုတနာဖို့ကောင်းနေပါပြီ။အဲတော့ကြိုးစားကစားတာကိုမြင်ရတဲ့ချင်းနေမျိုးမှာလှုပ်ပြနိုင်ခဲ့ရက်သားနဲ့တမင်မလှုပ်ပြတာလားဒါမှမဟုတ်မလှုပ်ပြတတ်တာလားဘာလဲဆိုတာကိုတော့ဘယ်သူမှမပြောတတ်တော့ပါဘူး။ အခုလဲ၈ပွဲမှာ၃ပွဲဆက်နိုင်ပြီးတော့နောက်ဆုံး၅ပွဲဆက်မှာတီ၃ပွဲကြတာနောက်ထပ်၃ပွဲနိုင်ပြီးတော့၃ပွဲဟိုတော့ရှုံးထားပါလိမ့်တီကြတဲ့ပွဲတွေကလည်းကောင်းလုံးနေလို့မဟုတ်တလို့အသင်းကြီးဆိုလို့စပါတသင်းသာရှိပါလိမ့်နောက်တော့ရှုံးထားတဲ့အသင်းကိုလဲကြည့်ပါအသင်းကြီးမဟုတ်တဲ့အသင်းငယ် Everton လို့အသင်းမျိုးကိုအိမ်ကွင်းကြီးမှာရှုံးထားတာပါဒါမှမဖြစ်တင်ပါဘူးဘလို့ဘာမှမဖြစ်တင်တဲ့အခြေအနေဖြစ်ပါလိမ့်တီကြတယ်ဆိုတာလည်းမဖြစ်တင်ပါဘူးတီကိုပဲမှန်းပြီးတော့ကစားနေရင်အသင်းကြီးဆိုပြီးတော့လည်းနာမည်ခံမထားတင်ပါဘူးအသင်းကြီးဆိုတာဘယ်အသင်းကိုမှမဆိုနိုင်အောင်ကံပြရမှာဖြစ်ပါလိမ့် ရှုံးနေဆိုရင်လည်းအခမ်းမသိလို့ရှုံးတာမျိုးပဲဖြစ်တင်တာပေါ့။ဒါမှမဟုတ်အသင်းကြီးလို့ခေါ်တိုက်မှာဖြစ်ပါလိမ့်။ဒါပေမဲ့ခုလက်ရှိတရင်းနဲ့အရှုံးကိုပဲမှန်းမှန်းပြီးတော့ကန်ဒီယက် United ကိုအသင်းကြီးလို့ခေါ်ရမှာတော့မှစဉ်းစားမယ်ခြေနေမျိုးဖြစ်သွားခဲ့ပါပြီ။ထင်မိတာတစ်ခုကအသင်းပါရှင်တွေကလည်းဝင်ငွေတွေရနေလို့သာအသင်းကိုတီထောင်ထားသေးတာပါ။ဝင်ငွေသာမရနေလို့ကတော့ဒီအသင်းကိုလည်းဖျက်သိမ်းပြီးတာကြပါပြီ။